Hello everyone အားလုံးပဲမင်္ဂလာပါ Again Innovation Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့သင်္ကန်းစာဗီဒီယိုမှာတော့ Android Go and Net စမ်းလေးကို step by step ဆွဲကြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်က file new လေးတောင်းပြီးသွားပြီကျွန်တော်ရဲ့ဒီ torrent file ကိုဘယ်မှာသွားစေမလဲဆိုတာလမ်းကြောင်းလေးရေးပြီးသွားပြီဆိုရင်တော့ကျွန်တော်ကပုံနေမဆွဲခင်မှာကျွန်တော်တို့ရဲ့ torrent file ရဲ့ unit တွေမှန်မှန်မှန်ကိုစစ်ပေးရမှာဖြစ်ပါတယ်နော် unit တွေအမှန်မှန်ကိုစစ်ဖို့အတွက်နောက်က comment box မှာ UN အနာဆိုပြီးခေါ်လိုက်ပါ UN အနာလို့ခေါ်ပြီးရတယ်ကျွန်တော်က lamp တိုင်မှာကျတော့ကျွန်တော် decimal ကိုရေးပြထားမှာဖြစ်ပါတယ် abbreviation တမ်းပုံမှာတော့ကျွန်တော်က0ပဲရေးပြထားပါပြီးရင်ကျတော့ unit to scale မှာတော့ကျွန်တော်က millimeter ကိုရေးပြထားမှာဖြစ်ပါတယ်ဒါရီအားလုံးကျင်စီပြီးသွားပြီဆိုတော့ကျွန်တော်တို့က okay ကိုနှိပ်လိုက်ပါအဲဆိုရင်တော့ကျွန်တော်တို့ drawing file ရဲ့ unit တွေအမှန်မှန်ကိုစစ်ပြီးသွားပြီဖြစ်ပါတယ်ကျွန်တော်တို့က unit တွေအမှန်မှန်ကိုစစ်ပြီးသွားပြီဆိုတော့လည်းကျွန်တော်တို့က နော်ထော်ရင်ဆွဲတဲ့အခါမှာကျွန်တော်ရဲ့ line အနေနဲ့ကျွန်တော်ရှုပ်မနေအောင်ကျွန်တော်က green mode ဆိုတာလေးကိုကျွန်တော် off ပေးထားပါဒီနေ့သင်ခန်းစာ video မှာတော့ကျွန်တော်က bow and design ကိုဆွဲကြပေးသွားမှာဖြစ်ပါတယ် bow and design ဆွဲဖို့လည်းကျွန်တော်တို့ကလိုအပ်တဲ့ 2D ပုံကိုကျွန်တော်တို့ကိုယ်တိုင်မဆွဲဘဲနဲ့ audio card ထဲမှာရှိတဲ့ tube letter ထဲက 2D block တစ်ခုကိုယူပြီးတော့အသုံးပြုသွားမှာဖြစ်ပါတယ်အဲ 2D block ကိုယူပြီးအသုံးပြုဖို့အတွက်ကျွန်တော်တို့က command box ကနေပြီးတော့ pp under ဆိုပြီးခေါ်လိုက်ပါ TV under လို့ခေါ်လိုက်တာနဲ့ကျွန်တော်တို့ဒီမှာ2ဘဲလဲပေါက်ကြလာပါတယ်2ဘဲလဲပေါက်ကြလိုက်ပြီဆိုတော့ကျွန်တော်တို့ကမက်ကနီကယ်တက်ထဲကိုသွားပါမက်ကနီကယ်တက်ထဲရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ Inferior ရဲ့ Matrix ရဲ့ဆိုပြီးတော့ကျွန်တော်တို့နည်းနည်းရှိပါတယ်ကျွန်တော်က Matrix ထဲကမှကျွန်တော် Hair Net ဆိုတဲ့ 2D block တစ်ခုကိုယူပြီးတော့အသုံးပြုသွားမှာဖြစ်တယ်နောက်တော့ကျွန်တော်တို့လိုချင်တဲ့ Object ပေါ်မှာ Double click တစ်ချက်ပြလိုက်ပါဖြည့်ပြီးတော့ဒီ Object ကိုကျွန်တော်တို့ Dorian File ထဲကကျွန်တော်တို့လိုချင်နေရာရောက်ပြီဆိုရင်လွှတ်လိုက်ပါ အဲဆိုရင်တော့ကျွန်တော်တို့ 2D object တခုကိုကျွန်တော်တို့ drawer file ထဲကိုအထည့်ပြီးသွားပြီးဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ကဒီသင်္ကန်းစာမှာကျွန်တော် M12 4N design ကိုဆွဲချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က 2D block object တခုကိုကျွန်တော် select မှတ်မယ် select မှတ်ပြီးရတယ်သူ့ဘေးမှာရှိတယ်ကျွန်တော်တို့က draw down arrow လေးကိုကျွန်တော်က click ချက်နေတယ်နော် click ချက်နေပြီးရတယ်ကျွန်တော်တို့က M12 4N design ကိုဆွဲမှတ်ဖြစ်တဲ့အတွက်ကျွန်တော်က M12 ဆိုတာလေးကိုလည်းချက်နေလိုက်မယ်ဒီ object လေးကိုကျွန်တော် M12 ကိုကြောင်းပြီးသွားပြီးဖြစ်ပါတယ် ပြန်နေကျွန်တော်တို့ကဒီ object ကိုကျွန်တော်က copy ပွားမယ်နော် boolean နဲ့အတွက်ကျွန်တော်ဒီ object ကိုနှစ်ခုထပ်ပွားပေးမယ် copy ပွားဖို့အတွက်ကျွန်တော်တို့က copy object ကို select မယ် select object under base point escape အဲဆိုတော့ကျွန်တော်ဒီ object ကိုကျွန်တော်တို့က copy ပွားပြီးသွားပြီဖြစ်ပါတယ် ကျွန်တော် copy ပွားပြီးသားပြီဆိုတော့ဒီ object ကကျွန်တော်တို့ block object ကျင့်နေရဒီ block object ကိုကျွန်တော်တို့ကအစိပ်ပိုင်းတစ်ခုစီဖြစ်သွားအောင်ကျွန်တော် explode command နဲ့ဖောက်ပြရမှာဖြစ်ပါတယ် explode command သုံးကြည့်ဖို့အတွက် h enter enter copy ရတယ်ကျွန်တော် object ကို select မှတ်မယ် select object enter ဒါဆိုရင်တော့ကျွန်တော်တို့ object ကအစိပ်ပိုင်းတစ်ခုစီဖြစ်သွားပြီဖြစ်ပါတယ် explode နဲ့ဖောက်ပြီးသားပြီဆိုတော့ကျွန်တော်ဒီ object မှာကျွန်တော်တို့ အရင်ဆုံးမှရှိတယ်ကျွန်တော်ဒီစာကေကိုပဲခြံထားခဲ့မယ်ကျွန်တော်အတွင်းမှရှိတဲ့စာကေကိုတော့ကျွန်တော်ချက်ပြင်မယ်သူကျွန်တော် select မှာမယ် select object delete စာကေ2ကိုယူမယ်စာကေ center point ပြမယ်နော် center point ပြန်လည်းကျွန်တော်သူ့ကို diameter တောင်မှုနဲ့ဆွဲမှာဖြစ်တဲ့အတွက် d enter ဒီ enter ခောက်ပြီးရတယ် enter ဘဝနဲ့ design ဆွဲမှာဖြစ်တဲ့အတွက် diameter တောင်မှုကို12 enter ဒီစာကေကလည်းမလိုအပ်တော့တာဖြစ်တဲ့အတွက်သူ့ကို select မှာမယ် select object ပြန်ကျွန်တော် delete နေမယ် delete ကျွန်တော်ကဒီအဆင့်ဒီဆွဲပြီးသွားပြီဆိုရင်တော့သူ့ကိုကျွန်တော်က2ဒီကနေ3ဒီရဲ့ဖြစ်ကြအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့က web space switching ဘေးမှာရှိတဲ့ညားလေးကို click ချက်နေမယ်။ space switching ဘေးမှာရှိတဲ့ညားကို click ချက်နေပြန်ရင်ကျွန်တော်ကဒီနေရာမှာ3ဒီ modeling ကို click ချက်နေပါ။ဒီလိုတော့ကျွန်တော်က s2 isometric မှာထားမယ်။ပြီးရင်လည်းကျွန်တော်က virtual time ကိုတော့ကျွန်တော်က shade of gray ပြီးရင်လည်းကျွန်တော် plus blue ပုံမှန်ကိုယူမယ်။ plus blue plus blue ယူပြီးတော့ကျွန်တော်က boundary area ကြာမယ်။ boundary area တော့သူ့ရဲ့ကျွန်တော် height တန်မှုတော့ကျွန်တော်က58 58 and boundary area ဒီ object ရဲ့ကျွန်တော် height တန်မှုတော့ကျွန်တော်က h and ဥပမာထွက်မယ်ဆိုတော့ sk ကျွန်တော်တို့ကဒီ object တွေကကျွန်တော်တို့အစိပ်ပိုင်းနှစ်ခုပြနေတယ်ဒီ object တွေကိုကျွန်တော်ကအစိပ်ပိုင်းတစ်ခုလည်းဖြစ်သွားအောင်ကျွန်တော်တို့က solid union နဲ့ကျွန်တော်တို့က union ဖွဲ့ပြရမယ်အဲ့ဒါကျွန်တော်က solid union ကို click ချနေမယ် solid union ကို click ချနေပြရတယ်ကျွန်တော် object တွေကို select မှတ်ပြမယ် select object select object enter ဒါဆိုတော့ကျွန်တော်တို့ object တွေက save ပိုင်းတစ်ခုတည်းသို့ပေါင်းစည်းသွားပြီဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီ flow ရဲ့ကျွန်တော်တို့ကဇောင်းတွေကိုကျွန်တော်တို့ကချိုးပြရမှာဖြစ်ပါတယ်ကျွန်တော်က line 2ကိုယူမယ် line 2ကို create ရနေမယ် create ရနေပြီးရင်ကျွန်တော်က first ပန်းကြမယ်ကျွန်တော် first ပန်းကြပြီးရင်ကျွန်တော်က distance တောင်ဝထည့်မယ်4 under ကျွန်တော်ပေါ်ဘက်ကိုတော့ကျွန်တော်အစင်ကြီးရဲ့နေရာလောက်မှာ click ချက်ချရဲပါ under ပြီးကျွန်တော်က line 2ကိုပဲကြာယူမယ် line 2ကို click ချက်နေမယ်ပြီးကျွန်တော်တို့က first point ကြာမယ် first point ကြာပြီးရင်ကျွန်တော်ကဒီနေရာမှာကျွန်တော်က line ကို degree နဲ့ဆွဲချင်တဲ့အခါမှာ at distance less than degree နဲ့ဆွဲရင်လည်းရတယ်လို့ကျွန်တော်တို့က auto mode ရဲ့ဘေးမှာရှိတဲ့ polar triangle ကို click ချက်နေလည်းပါ polar mode ကို on ပြီးရင်ကျွန်တော်တို့ကအတူဘေးမှာရှိတဲ့ညှားလေးကို click ချက်နေမယ် click ချက်နေပြီးရင်ကျွန်တော်ကဒီနေရာမှာ ဒါ30ဒီဂရီရဲ့ပေးမှာကျွန်တော်ကအမှန်ကျလေးချစ်ပေးထားပါ။ပြီးရရင်ကျွန်တော် line လေးကကျွန်တော်တို့30ဒီဂရီရောက်ပြီဆိုတော့ねကျွန်တော်တို့သူက triangle line လေးထောက်ပေးထားတယ်။ triangle line လေးထောက်ပြီဆိုတော့ね vertical 2D line ကိုကြော်လာတယ်ကျွန်တော်အစင်ကြီးရဲ့နေရာမှာကျွန်တော် click တစ်ချက်ချပေးပါ။ command နဲ့ထွက်မယ်ဆိုလို့ရင်တော့ escape စုံမှတ်ကိုကြော်နေတဲ့ 2D line တွေကိုကျွန်တော်က twin command ကိုအသုံးပြုပြီးတော့ချက်မယ်။ pr under under ကျွန်တော်ချက်မယ် object ပေါ်မှာကျွန်တော်ဒါလေး click ချမယ် select object select object under ဒီရနေကျွန်တော်ကဒီ duty object လေးကိုကျွန်တော်က join command ကိုအသုံးပြုပြီးတော့ကျွန်တော်တစ်ဆက်လေးဖြစ်သွားအောင် set ပေးမယ်။အဲ့တွက် join command ကိုအသုံးပြုဖို့အတွက် j enter ပြီးရင်ကျွန်တော်တို့က object ကို select မယ်မယ် select object enter ဒါဆိုရင်တော့ကျွန်တော် duty line လေး object လေးကတစ်ဆက်တည်းဖြစ်သွားပြီးဖြစ်ပါတယ်။နောက်ပြီးရနေကျွန်တော်ဒီ object လေးကိုကျွန်တော် move command ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ထားခြင်းနေရာကိုရှေ့မယ်။ move command ကိုအသုံးပြုဖို့အတွက်ကျွန်တော် move ကို click ချနေမယ်။ click ချနေပြီးရနေကျွန်တော် object ကို select မယ်မယ် select object enter ပြီးရင်ကျွန်တော် base point ကြမယ် base point ပြီးရင်ကျွန်တော် shift plus middle mouse ကျွန်တော်ဒီ object လေးကိုကျွန်တော်အဲ့ဒီနဲ့ mid point မှာကျွန်တော် click ချက်ချလိုက်မယ် mid point ကျွန်တော်ဒီစင်ဒီဆွဲပြီးသားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ 2D object လေးကိုကျွန်တော် revert command ကိုအသုံးပြုပြီးတော့ကျွန်တော်ပတ်ပြရမှာဖြစ်ပါတယ်အဲ့ဒီတွေ့ကျွန်တော်က h2 အောက်မှာရှိတဲ့ညာကို click ချက်နေမယ်ပြီးရင်ကျွန်တော် reverse ဆိုတဲ့ option ကို click ချက်နေပါကျွန်တော် reverse ဆိုတဲ့ option ကို click ချက်နေပြီးရတဲ့ ကျွန်တော်ဒီ 2D object လေးကို select map ပြမယ် select object ပြီးရင်ကျွန်တော်တို့ under ခေါင်းမယ် under ပြီးရတယ်ကျွန်တော်တို့က exit point ကြာပြမယ်ကျွန်တော်တို့က star exit point star exit point ကြာပြရင်ကျွန်တော်က and exit ပြီးကျွန်တော်တို့ကဒီမှာကျွန်တော်360 degree ကိုဆွဲမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က360 degree under ဆိုပြီးရိုက်လိုက်ရသလိုကျွန်တော်တို့ကတန်ဝေးထဲမနေပဲကျွန်တော် under tan ခေါ်လိုက်ရင်လည်းရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ 2D object လေးကို report နဲ့ပတ်ပြီးသားပြီးဖြစ်ပါတယ် တော့ဒီအဆင့်ကြည့်ပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကျွန်တော်တို့လိုချင်တဲ့ object တွေကနေပြီးတော့ကျွန်တော်တို့မလိုချင်တဲ့ object ကိုကျွန်တော်တို့ကဖယ်ရှားပေးရမှာဖြစ်ပါတယ်။အဲ့ဒါကျွန်တော်က solid ဆို solid structure command ကိုအသုံးပြုပေးရမှာဖြစ်တယ်။ကျွန်တော်က solid တက်ထဲကိုသွားမယ်။ solid တက်ထဲကိုရောက်ပြီးသွားပြီဆိုရင်ကျွန်တော်က solid structure ကိုနေမယ်။ structure ပြန်နေကျွန်တော်တို့ဒီနေရာမှာခြံထားခြင်းနဲ့ object ကို element မယ် select object enter ပြန်နေကျွန်တော်တို့ဖယ်ထုတ်မယ် object ကို select မယ် select object enter ဒါဆိုရင်တော့ကျွန်တော်တို့ solid subtract option ကိုသုံးယူပြီးတော့ကျွန်တော်တို့ logic ခြံထားခြင်းနဲ့ object ကိုခြံထားပြီးတော့ကျွန်တော်တို့ logic နဲ့အစိပ်ပိုင်းကို fresh ပြီးသွားပြီဖြစ်ပါတယ်။ဒါဆိုရင်တော့ကိုယ်ကိုဇောင်းတွေချုပ်ပြီးသွားပြီဖြစ်ပါတယ်။အာပြီးရင်ကျွန်တော်ဒီ object ကိုကျွန်တော် chamfer အနေနဲ့ sound တွေချိုးပြရမယ်အဲ့ဒီတွေ့ကျွန်တော် solid ကို click ချနေမယ် solid ကို click ချနေပြီးရတယ်ကျွန်တော် fill as အောက်မှာရှိတဲ့ညားလေးကို click ချနေမယ်နော်အာ fill as အောက်မှာရှိတဲ့ညားကို click ချနေပြီးရင်ကျွန်တော် fill as အနေနဲ့ chamfer s ဆိုပြီးတော့ ကျွန်တော် option တစ်ခုရှိတယ်အဲ့ဒီထဲမှာကျွန်တော်တို့က chamfer s ကိုဒီမှာနော် chamfer s အဲ chamfer s ကို page ချနေပြီးရင်ကျွန်တော်ဒီအောက်မှာ distance ကိုနှိပ်မယ် distance အ distance ကိုနှိပ်ပြီးရင်ကျွန်တော် distance 1မှာလဲကျွန်တော်က1 under ပြီးရင်ကျွန်တော်က distance 2ကိုလဲကျွန်တော်က1 under ပြန်လဲကျွန်တော်တို့က object ကို select မှတ်မယ် select object under under ဒါဆိုရင်တော့ကျွန်တော်တို့ chamfer s command ကိုသုံးယူပြီးတော့ကျွန်တော်တို့ object တွေကိုဇောင်းချိုးပြီးသွားပြီးဖြစ်ပါတယ်။ပြီးရင်လည်းဒီနေရာမှာကျွန်တော်တို့ view တော့ကျွန်တော်တို့က front view ကြောင်းပြထားမယ်နော် front view ကျွန်တော် shift measurement ကိုအဲနောက်တစ်ချက်ကတော့ကျွန်တော် view အတွက်လိုအပ်တဲ့အရေးတွေဆွဲဖို့အတွက်ကျွန်တော်က draw view မှာရှိတဲ့ညောင်ကလေးချက်နေမယ်။ draw view မှာရှိတဲ့ညောင်ကလေးချက်နေပြီးရင် helix ကိုကလေးချက်ထည့်နေပါ။ကျွန်တော် helix ကိုကလေးချက်နေပြီးရင် center point ကြပါမယ်နော်။ center point ဆန္ဒပိုင်းကြပြရတယ်ကျွန်တော်က headless ရဲ့ကျွန်တော်တို့က base radio ကိုကြပြရမယ် radio ကိုတော့ကျွန်တော် object ရဲ့ကျွန်တော် quality point ကိုပဲကြလိုက်မယ် quality point မှာ click ဆက်ချရမယ်ပြရတယ်ကျွန်တော်တို့က top radio demo ပြရမယ်ကျွန်တော် top radio demo ကိုလည်းကျွန်တော်ကကျွန်တော်က object ရဲ့ quality point ကိုပဲ click ဆက်ထားချမယ်ပြရတယ်ကျွန်တော်တို့ကသူ့ရဲ့ height demo ထည့်ပြရမယ်40 under ပြရတယ်ကျွန်တော်တို့က headless ကို select မှတ်မယ်ဆက်လက်မှတ်ပြရတယ်ကျွန်တော် right click နေမှာနော် right click right click နဲ့ပြီးရတယ်ကျွန်တော် property ဘောက်ကိုသွားမယ် property ကျွန်တော် property ဘောက်ကြာလာပြီဆိုရင်ကျွန်တော်ကျွန်တော် height တန်ပုံမှာ40ပြီးတော့ကျွန်တော် tens မှာကြာတော့ကျွန်တော်က20ထည့်မယ်20အဲဆိုတော့ကျွန်တော်ဒီမှာ palace ရဲ့ tan height ကကျွန်တော်တို့ 2mm ဖြစ်ပါတယ် front view ပြန်ကြောင်းလိုက်မယ်နော် front view line 2ကိုယူမယ် line ကို click ချင်နေပါ line ကို click ချင်နေပြီးရတယ်ကျွန်တော်က first point ကြာမယ်ကျွန်တော် first point ကြာပြီးရတယ်သူရဲ့ distance demo ကို1.5 under ပုံမှန်ထွက်မယ်ဆိုတော့ sk ပြီးကျွန်တော် line 2ကိုကြာယူမယ် line 2ကိုယူမယ် first point ကြာမယ် first point ကြာပြီးရတယ်ကျွန်တော်က polar tracking လေးကိုကြာ on လိုက်မယ် polar tracking ကို on ပြီးရတယ်ကျွန်တော်ကဒီ 2D line လေးကိုကျွန်တော်က30 degree နဲ့ဆွဲကျင်တာဖြစ်တယ်30ဒီဂရီနဲ့ဆွဲကျင်တာဖြစ်တဲ့အတွက် QD line လေးက30ဒီဂရီရောက်နေပြီဆိုရတယ်ကျွန်တော်တို့ကပေါ်လာ triangle line လေးထောက်ပေးတာလေ ူလာထရန်ကင်းတိုင်းလေးထောင်းနေပြီဆိုတော့ကျွန်တော်တို့လိုချင်တဲ့နေရာမှာကလစ်တစ်ချက်ချလိုက်ပါ comment ထားမယ်ဆိုတော့ escape ပြီးရနေကျွန်တော်ဒီ 2D line တွေကိုကျွန်တော်တို့က meta comment ကိုတုံးယူပြီးကျွန်တော် meta ခောက်ပြင်မယ်အဲ့အတွက် meta comment ကိုတုံးယူဖို့အတွက် mi enter ပြန်ကျွန်တော် object ကို select မှတ်မယ် select object enter first point ပြီးရနေကျွန်တော် auto ကြံအောင်ပေးထားမယ်နော် first point second point ကျွန်တော်ဒီ object ကို meta လဲခေါ်ချင်တယ်မူရင်း object ကိုလည်းခြံထားချင်တယ်ဆိုရင်တော့ကျွန်တော် node တစ်ချက်နှိမ့်လိုက်ပါ အဲ့ဒါတော့ကျွန်တော်ဒီ object ကိုကျွန်တော် meta ခောက်ပြီးသားပြီးဖြစ်တယ် line 2ကိုပဲပြန်ရင်ပဲ line 2 first point next point under ပြန်နေကျွန်တော်ဒီ 2D line လေးကိုကျွန်တော်ဒီ object ကိုသွားထိဖို့အတွက်ကျွန်တော် extend command ကိုသုံးကြည့်မယ်အဲ extend command ကိုသုံးကြည့်ဖို့အတွက် eh under under ပြီးကျွန်တော် extend သွားထိခြင်းနဲ့ object ကို select မှတ်မယ် select object under ဒါဆိုရင်တော့ကျွန်တော်ဒီ 2D line လေးကိုကျွန်တော်သွားထိခြင်းနဲ့ object ကိုသွားထိဖို့အတွက် extend command ကိုသုံးကြည့်ပြီးတော့ အာတော့ကြည့်ပေးခဲ့တာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်ဂျုံမက်ကိုကြော်နေတယ်ကျွန်တော် 2D line ကိုအာကျွန်တော် trim command ကိုအသုံးပြုပြီးတော့ချက်ရမှာဖြစ်ပါတယ်။အာ trim command ကိုအသုံးပြုဖို့အတွက်ကျွန်တော် tr under under ပြီးရင်လည်းကျွန်တော်ချက်ချင်တဲ့ object ပေါ်မှာ direct click ချမယ် click ချက်ချမယ်။ပြီးရင်ကျွန်တော်ဒီမှာကြော်နေ object ကို click ချက်ချမယ်။ command ထွက်မယ်ဆို escape ပြန်ရရင်ကျွန်တော်တို့ဒီ element ရှိရဲကျွန်တော် line လေးရလဲကျွန်တော်တို့အတွက်မလိုအပ်တော့တာချက်တဲ့အတွက်သူ့ကို select မှာမယ် select object ပြန်လဲကျွန်တော်တို့ကကီးဘုတ်မှာရှိတဲ့ delay ကိုနှိမ့်လိုက်ပါ။ဒါဆိုရင်တော့ကျွန်တော်တို့မလိုတဲ့ line တွေကိုချက်ပြီးသွားပြီဖြစ်ပါတယ်။ပြန်လဲကျွန်တော်တို့ဒီ 2D line တွေကိုအဆက်တည်းချက်သွားအောင်ကျွန်တော် join command ကိုအသုံးပြုပြီးတော့ set ပြရမှာဖြစ်ပါတယ်။အဲ့တွက် j under object ကို select မှတ်မယ်။ select object under ဒါဆိုရင်တော့ကျွန်တော် 2D object တွေကအဆက်တည်းချက်သွားပြီးဖြစ်ပါတယ်။ဒီ object ကို move command ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ထားခြင်းနေရာကိုရွှေ့မယ်။အဲ့တွက် m under object ကို select မှတ်မယ်။ select object under ပြီးကျွန်တော်ဒီ object ရဲ့ကျွန်တော် new point နဲ့ခိုင်းမယ် new point လေးချက်နေမယ် page ကျွန်တော်ဒီနာမှာ auto လေးကိုပိတ်ပေးထားမယ်နော် shift middle mouse ကိုဖိမယ်ကျွန်တော်ဒီ 2d object လေးကိုကျွန်တော် head list ရဲ့ကျွန်တော် start point မှာသွားချပေးမယ်အာဘီရန်ရဲ့ကျွန်တော်ဒီ 2D object လေးကိုကျွန်တော်က sweep command အသုံးပြုပြီးတော့ကျွန်တော်တို့ headless line ကို sweep ပေးမှာဖြစ်ပါတယ် အဲ့ဒီတွေ့ကျွန်တော်တို့ကကျွန်တော် sweet option ကိုအသုံးပြုဖို့အတွက်ကျွန်တော်တို့ revolt အောက်မှာရှိတဲ့ညှောက်ကလေးချက်နေမယ် revolt အောက်မှာရှိတဲ့ညှောက်ကလေးချက်နေပြီးရတယ်ကျွန်တော်က sweep mode option ကိုကလေးချက်နေပါအဲ sweep option ကိုကလေးချက်နေပြီးရင်ကျွန်တော်ဒီ 2D object လေးကို select မှတ်မယ် select object under ပြီးရတယ်ကျွန်တော်တို့ helix object ကိုကျွန်တော် select မှတ်မယ် select object ဒါဆိုတော့ကျွန်တော်တို့က sweep command ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ 2D object လေးကို helix object ကိုအ sweep ပတ်ပြီးသားဖြစ်ပါတယ် ကျွန်တော်ဒီအဆင့်ကြီးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ခြံထားခြင်းနာဒီ4 design ကိုပဲခြံထားခြင်းနာပြီးရင်ကျွန်တော် helix object ကိုကျွန်တော်ဖယ်ရှားခြင်းနာဖြစ်တဲ့အတွက်ကျွန်တော်က solid structure ကိုမှအသုံးပြုမယ် solid structure ပြီးရင်ကျွန်တော်ခြံထားခြင်းနဲ့ object ကို select မှတ်မယ် select object under ပြီးရင်ကျွန်တော်ဖယ်ထုတ်ခြင်းနဲ့ဒီ helix object ကို select မှတ်မယ် select object under အဲဒါဆိုရင်ကျွန်တော် m12 design ကိုဆွဲပြီးသွားပြီဖြစ်ပါတယ်ကျွန်တော်ဂျူးမှာကျွန်တော် s2 isometric မှာပြန်ထားလိုက်မယ် s2 isometric ပြရတယ်ကျွန်တော်က board design ဆွဲပြီးသွားပြီဆိုတော့ကျွန်တော်က m12 ကျွန်တော်က nav design ကိုဆွဲရမှာဖြစ်ပါတယ်။ကျွန်တော်ဒီ object ကိုလည်းကျွန်တော်က explore command နဲ့ကျွန်တော်ကတစားစီဖောက်ခွဲပြရမှာဖြစ်ပါတယ်။အဲ့တော့ h under ပြရတဲ့ object ကို select မှတ်မယ်။ select object under အဲဆိုတော့ကျွန်တော် object ကစိတ်ပိုင်းတစ်ခုစီဖြစ်သွားပြီဖြစ်ပါတယ်။ပြရတဲ့ကျွန်တော်ဒီညမှာမလိုအပ်တဲ့ object တွေကိုကျွန်တော် select မှတ်မယ်။ select object uh, object တွေကို select မှတ်ပြီးရင်ကျွန်တော် delete ကိုနေမယ်။ delete နောက် plus put command ကိုယူမယ်။ plus put plus 2ကိုယူပြီးရတယ်ကျွန်တော်က boundary area ကို select မှန်မယ် select object ပြန်လဲကျွန်တော် height demo ကိုကျွန်တော် edge under ပြန်ကျွန်တော် under ခေါင်းမယ် under ခေါင်းပြီးရင်ကျွန်တော်တို့ကဒီနာမှာကျွန်တော် view ကိုကျွန်တော်က front view ပြန်ထားမယ် front view front view ထားပြီးရင်ကျွန်တော်က line ဆွဲမယ်ကျွန်တော် line ဆွဲဖို့အတွက် line 2ကိုယူမယ် line ပြန်ကျွန်တော်ကကျွန်တော် auto လေးကို on ပေးထားမယ်နော် auto ကြံဝင်ထားမယ် first point ကြမယ် first point ကြပြန်ကျွန်တော်သူ့ရဲ့ distance demo ကိုကျွန်တော်က4 under ပြန်လဲကျွန်တော် particle line ကိုကျွန်တော်လိုချင်တဲ့နေရာမှာ click ချချလိုက်ပါပြန်လဲ escape ကျွန်တော် line 2ကိုကြိုင်ရင်ပဲ line 2 first point ဒီနေရာမှာကျွန်တော်က30 degree တန်ဖိုးနဲ့ကျွန်တော် line တွေကို degree အဆောင်တိုင်းဆွဲချင်တာဖြစ်တဲ့အတွက်နော် polar bay မှာကျွန်တော် on ပေးထားမယ် polar bay ကို on ပေးရတယ်ကျွန်တော်ဒီ 2D line လေးကကျွန်တော်30 degree ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ triangle line လေးထောက်ပေးထားတယ် triangle line လေးထောက်နေပြီဆိုတော့ကျွန်တော်ဒီ particle 2D line ကိုကျော်ပြီဆိုရင်တော့ကျွန်တော်စဉ်းစားရတဲ့နေရာမှာ click ချချလိုက်ပါ ပြန်ကျွန်တော်က SK ပြန်ကျွန်တော်ဒီဆုံးဘက်ကိုကြောင်းနေရကျွန်တော် 2D line တွေကိုကျွန်တော်က trim command နဲ့ဖြတ်ပေးမယ်အဲ့တွက် tr under under ကျွန်တော်ချက်မယ် object ပေါ်မှာဒါလည်းကလေးချက်ချပါ command ထွက်မယ်ဆိုတော့ SK ပြန်နေကျွန်တော်ကဒီ 2D line တွေကိုတစ်ဆက်တစ်ဆက်တော့ကျွန်တော် join command ကိုအသုံးပြုပြီးတော့ set ပေးမယ်အဲ့တွက် j under color object under အဲ့ဆိုတော့ကျွန်တော်ဒီ 2D object ကတစ်ဆက်တစ်ဆက်ဖြစ်သွားပြီဖြစ်ပါတယ် ပြီးရင်ကျွန်တော်ဒီဒီအောက်ချက်ကိုကျွန်တော် meta ခောက်ပေးမယ်အဲ့ဒါက meta command ကိုအသုံးပြုလို့ mi under ပြီးကျွန်တော် object ကို select မှတ်မယ် select object under first point ပြီးရင်ကျွန်တော် second point under ပြီးရင်ကျွန်တော်ဒီ object ကို move command ကိုအသုံးပြုပြီးရွှေ့ပေးမယ်အဲ့ဒါ move command ကိုယူမယ် select object under နောက်ပါ base point ကြမယ်နော် base point ကြပြန်ကျောင်းချက်ကိုဒီမှာ mid point မှာသွားထားလိုက်မယ် mid point ဒီ 2D object ကိုလည်းကျွန်တော် move command ကိုအသုံးပြုပြီးရွှေ့ပေးမယ် object ကို select မှာမယ် select object and then base point သူတော့ကျွန်တော်ဒီအပေါ် center point မှာထားမယ် mid point မှာထားလိုက်မယ်နော် mid point ပြီးရတယ်ကျွန်တော်ဒီ 2D object တွေကိုကျွန်တော်မို့ report command ကိုအသုံးပြုပြီးတော့ကျွန်တော်ပတ်ပေးမယ်အဲ့ဒါကျွန်တော်တို့က swift အောက်မှာရှိတဲ့ညောင်းကလေးချက်နေမယ်နှိပ်ပြန်ကျွန်တော် report option ကိုကလေးချက်နေပါပြီးရင်တော့ကျွန်တော်ဒီ 2D object တွေကို select မှာပေးမယ် select object select object and then start is it by ကြမယ်နော် start is it by and is it by အန်တိုင်အာဒီအစ်စ်နေပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်က solid structure command ကိုတုံးကြည့်ပြီးတော့ကျွန်တော်ခြံထားခြင်းနဲ့ object ကိုခြံထားပြီးတော့ကျွန်တော်မလို့ကျွန်တော် object တွေကို pressure ပေးရမှာဖြစ်ပါတယ်အဲ့လိုကျွန်တော်က solid structure ကို clear ခြံနေမယ်ပြန်လဲကျွန်တော်တို့ခြံထားခြင်းနဲ့ object ကိုကျွန်တော်က select မှတ်မယ် select object object ကို select မှတ်ပြီးရင်ကျွန်တော်က under count နဲ့ under ပြီးရင်ကျွန်တော်ဖက်ထုတ်ခြင်းနဲ့ object တွေကို select မှတ်မယ် select object select object under ပြီးရင်ကျွန်တော်တို့က view ကိုကျွန်တော်က S2 isometric ကိုထားမယ် S2 isometric ကျွန်တော်တို့က drawing နဲ့ဆွဲနေတယ်ကျွန်တော်တို့က design drawing file ကိုတတိယတိုင်းစေထားပြီးပါဒါမှမဟုတ်ကျွန်တော်တို့ရဲ့ computer ပဲဖြစ်ဖြစ် software ပဲဖြစ်ဖြစ်အဲ့ဒါတက်သွားလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ file ကဆွဲထားတာတွေကမကျက်ပဲရှိနေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကပုံနဲ့ဆွဲနေတယ်ကျွန်တော်တို့ကတတိယတိုင်းစေပေးပါဒီကျွန်တော်ဒီ vo ကိုကျွန်တော်က 3D rotate command ကိုအသုံးပြုပြီးကျွန်တော်လှည့်ပေးမယ်။အဲ့ဒီတော့ကျွန်တော်က 3D rotate ပြီးရင် object ကို select မှတ်မယ်။ select object အန္တမန်ထရမယ်ဆိုတော့ sk ဒီကျွန်တော်ဒီ object ကိုကျွန်တော်က copy command နဲ့ကျွန်တော် copy ပွားပြီးတော့ကျွန်တော်ဒီဘက်ကိုရှေ့ပေးမယ် copy သူ့ကို click ချနေမယ် copy ဒီ object ကို select မှတ်မယ် select object အန္တပြန်လဲကျွန်တော်ဒီ center point မှာ click ချနေမယ်နော် base point ခိုင်းမယ် base point ခိုင်းပြီးရတယ်ကျွန်တော်ဒီ object ကျွန်တော်ဒီ object ကျွန်တော် center point မှာနော် click ချချမယ် comment ထွက်မယ်ဆိုတော့ escape ပြန်လဲကျွန်တော်ဒီ object ကိုကျွန်တော် move command ကိုတုံးကြည့်ပြီးကျွန်တော် off ကို shift ပြမယ်အဲ့တွဲ move command ကိုယူမယ် move ပြန်ကျွန်တော်ဒီ object ကို select မှတ်မယ် select object enter ပြန်ကျွန်တော် base point ကြာမယ် base point second point ကြာမယ်နော် second point တော့ဒီအဆင့်ထိပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကပုံမှာ net design ကိုလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်က object ကိုကျွန်တော်က solid structure command ကိုတုံးကြည့်ပြီးတော့ကျွန်တော်မလိုတဲ့ object ကို fetch ပြမယ် ဲ့ဒါကျွန်တော်က solid set ထွက်ကိုယူမယ် solid set ထွက်ပြန်လဲကျွန်တော်တို့ခြံထားခြင်းနဲ့ object ကို select မှတ်မယ် select object under ပြန်လဲကျွန်တော်တို့ဖယ်ထုတ်ခြင်းနဲ့ object ကို select မှတ်မယ် select object under အဲဒါကျွန်တော်ကျွန်တော်တို့လိုချင်တဲ့ net design ကိုဆွဲပြီးသွားပြီးဖြစ်တယ်ပြီးကျွန်တော်ဒီ object ကို move command အသုံးပြုပြီးတော့ကျွန်တော်ဒီဘက်ကိုရှင်းမယ် command ကိုယူမယ် object ကို select မှတ်မယ် select object under ဒီကျွန်တော် center point မှာ click ချက်ကြမယ်နော် center point ကျွန်တော်ပြီးရင်ကျွန်တော်ဒီ object center point မှာကျွန်တော် click ချက်ချလိုက်ပါ Okay ပြီးရင်လည်းဒီ object ကိုကျွန်တော် move command ကိုသွင်းပြီးအဝင်ရွှေ့ပေးမယ်အဲဒီ auto လေးကိုကြံအောင်ပေးထားမယ် move command ကိုယူမယ် move command ကိုယူပြီးရင်ကျွန်တော် object ကို select မှတ်မယ်နော် select object under ကျွန်တော် base point ကြမယ်ပြီးရင်ကျွန်တော်တို့ဒီမှာမလိုအပ်တော့တဲ့ 2D object တွေကို select မှတ်မယ် object တွေကို select မှတ်မယ်ပြီးရင် delete ဒီနေ့သင်ခန်းစာဗီဒီယိုမှာတော့ကျွန်တော်က M12 ဘုရင်ဒီဇိုင်းကို step by step ဆွဲကြပြီးသွားတာဖြစ်ပါတယ်။အဒီဗီဒီယိုကမိတ်ဆွေတွေအကျိုးရှိရဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel ကို like share subscribe နဲ့ဒီလိုဒီဗီဒီယိုမိတ်ဆွေက Facebook ကကြည့်နေဆိုရင်ကျွန်တော်ရဲ့ channel ကို like share နဲ့ follow လုပ်ဖို့မမေ့နဲ့နော်။ audio ကနေပတ်သက်ပြီးသိချင်တာနဲ့လောက်ပေးစီခြင်းနဲ့ video ရှိရင်လည်းကျွန်တော် comment box မှာမှန်းခဲ့ပါဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြီးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။